ကျက်တွေကိုဒီလိုမျိုး OG တွေနဲ့နှက်ပြီးတော့ကင်ထားတဲ့ဆိုင်လေးဒီဇိုင်းအရသာလည်းဆိုင်ကြီးတွေနဲ့ရှင်လို့ရတဲ့ဆိုင် ကျွန်တော်ထက်ကထက်ကစားခြင်းမီရဆိုင်ကြည့်ချင်တယ်ဆိုလို့ရှင်တော့အဆုံးထိကြည့်တော့ပြီနော်ဟယ်လိုတမောအားလုံးမင်္ဂလာပါ fresh ကနေပြန်လေးချုပ်ဆိုလိုက်ပါရယ်ဒီကနေ့တော့ကျွန်တော်တို့ဘာသွားစားမလဲဆိုတော့ တကယ်ဆိုင်ကြီးတွေနဲ့ပါရှင်လို့ရတယ်ချက်ကင်ဆိုင်မှာသွားစားပါပါဒီဆိုင်လေးကတော့ရဲနိုင်ဝင်းဆိုတဲ့ချက်ကင်ဆိုင်လေးပါလိပ်စာလေးကတော့တာကီတာမြုံနယ်ငါးခွေနယ်ရုပ်ရှင်ရုံလမ်းကြားဇင်ကမလမ်းမပေါ်ဖြစ်ပါတယ်ရှုခင်းတာမြို့ပတ်လမ်းကနေပြီးတော့လဲဝင်လို့ရပါတယ်ရှုခင်းတာမြို့ပတ်လမ်းကနေဝင်မယ်ဆိုလို့ရှိရင်တော့ရှုခင်းတာအိမ်ရာရဲ့ရှေ့တက်တက်ကလမ်းမအတိုင်းဝင်ရမှာပါဆိုင်ကိုတော့ညနေ3နာရီကနေပြီးတော့ညနေ6နာရီလောက်ထိပွင့်ပါတယ်ကြည်ပေါင်းกินထားတဲ့ချက်ပေါင်ကြီးတွေဆိုလို့ရှိရင်အကြီးကြီးပဲဟိုဒီလိုပေါင်တရုံးကိုဘယ်လောက်လဲ9000ပါ9000 ဒီဘက်ကကြာရင်ပုံလဲ9000ရင်ပုံလဲ9000ပဲကြီးကြီးတွေပဲဟုတ်လားဟောလဲဂျောင်းယိုးအသေးတော့မြစ်တော့လည်းရတယ်အသေးတော့မြစ်တော့လည်းရတယ်ရှင်းတော့လည်းရတယ်ဒါလေးအဲ့အရင်ကအယူတယ်ကိုပကံနဲ့ကိုလာထိုင်စားလို့မရဘူးကိုပကံနဲ့ကိုစားဒါကြတော့အယူကွန် ये कौन है अमले जी हो ओके बाउंड ကောင်းလိုက်အောင်ဤလေးနဲ့ဒီချက်ကင်ရဲ့အရာသာလေးကလေးတကယ်ကိုမှိုက်တယ်အသားအแทးကအသားကြီးကလေးနူးနူးအီးအီးလေးနဲ့အပြင်ကအကြီးကွန်ကကြတော့ကျွတ်ကျွတ်လေးပေါ့နော်ဒီလိုတကယ်ကိုကောင်းမွန်တဲ့အရာသာရအောင်ဆိုင်ရှင်တွေကဘယ်လိုပြင်လဲဆိုတော့သူတို့တတ်မှတ်ထားတဲ့ဆန်နှုံးနဲ့ကန့်ညီတဲ့ကြက်သားစိုက်တွေကိုပဲယူတယ်ပြီးတော့နိုင်အကြာကြီးနှက်ထားပြီးတော့ဒီလိုမျိုးညေအိုးအကြီးကြီးနဲ့ပေါ့နော်ပြန်ပြီးတော့ကင်ထားတာပါ အဲ့ဒါကိုမမီးအေးအေးနဲ့အကြာကြီးကင်ထားတော့တကယ်ကိုစားလို့ကောင်းလားကြည်ပေါင်းကင်ထားတဲ့အတန်းလေးရလေတကယ်ကိုလာပြီးတော့လေကြက်ပေါင်တွေကတစ်ခုပြီးတစ်ခုကြိုက်ချင်စရာပဲဒီဆိုင်မှာကကြက်သားကင်အပြင် အရေးခုံအသေးမြင့်နဲ့လေချောင်းရိုးတွေလည်းကင်ထားပြီးတော့လေချောင်းရိုးကြိုက်ချင်တဲ့သူတွေတော့လည်းဆင်ပြေတာပေါ့နော်အထင်လဲတော်တော်ကောင်းပါပြီ ျွန်တော်အခုစားတဲ့ကြက်ခင်ဆိုလို့ရှိရင်ပေါင်အကြီးကြီးတစ်ချောင်းဝမှာ9000လေးပေးရတယ်။လုံချောင်းလေးနဲ့အကင်လေးဖြစ်တဲ့အသည်မြစ်ကင်၊ချိတ်ရီခွန်ကင်၊ဒေချောင်းရုပ်ကင်ဆိုလို့ရှိရင်တစ်ချောင်း900ပေးရပါတယ်။ကျွန်တော်လိုမျိုးကြက်ခင်လေးတွေကိုကောင်းကောင်းလေးစားခြင်းလေဆိုလို့ရှိရင်ဒေါ်ဒီဆိုင်လေးမှာလာစားကြည့်ဖို့ညွန်ပေးခြင်းပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့အထူးပဲကျေးဇူးတင်ပါတယ်။နောက် vlog တွေမှာပြန်ဆုံကြမယ်နော်။အားလုံးဘိုင်ဘိုင်။